အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့တနင်္ဂနွေကြီးညိုတဲ့ပမောက်ကကြုတ်စရာတို့ကြီးရဲ့အထုပ်ပတိကြောင့်လေးကိုမျှဝေပေးခြင်းပါတယ်အားလုံးကြီးညိုတရာပွားနိုင်အောင်လို့ပါဆရာတော်ကြီးကိုမန္တလေးတိုင်းစင်ကူးမြို့ညောင်မင်းသာကြီးရွာမှာ1939မလ22ရက်နေ့မှာမွေးဖွားပါတယ်ခမဲတော်ကဦးတန်လာနောင်အခါမှာဥကုနော်တရမဲတော်ကဒေါခင်နောင်အခါမှာတရားလေးဝန်တက်ကြီးပေါ့နော် မွေးခြင်းဆက်ရောက်မှာကိုရောက်မြောက်တာဖြစ်ပါတယ်တာယသနာဖြစ်ပါတယ်ငယ်နေမျိုးကတော့မောင်ထွန်းတင်ဖြစ်ပါတယ်နော်အသက်၅နှစ်အရွယ်ကစာပြီးတော့ညောင်မင်းသားကျွာတောင်ဘက်ပေါ်တော်မူကျောင်းတိုက်ဘုံကြီးဦးကောဒရထံမှာစာပေးတင်တယ်အသက်၁၀နှစ်အရွယ်မှာသံဃင်းဆရာတော်ကြီးနော်မမမြောက်သံဃင်းဆရာတော်ဒီထံမှာဥပဒေယူပြီးတော့တာမဏိပြုပါတယ်အသက်၁၃နှစ်မှာအပြီးတမှာစာမေးပွဲ၃ဆင့်အောင်ပါတယ် နော်အတက်သလေးမှာပထမငယ်နဲ့ပထမလက်သံဃာမှာပထမကြီးနော်တချောင်းမှာတာဒနာတာသမတပြာကိုဂုံနုနှစ်ချောင်းနဲ့အောင်ပါတယ်နော်ပြီးတော့ဂျန်တာမီနေဂျော၃၃တုံးတုံးအောင်ပြီးတော့တာမီရပွက်ကိုလည်းရခဲ့ပါတယ်ရန်ခန္ဓရကတော့1959မေလ22ရက်နေ့မှာ ော်တာဒနာမင်းသဗီကျောင်းတိုက်မှာအစ်ဘယ်နှစ်သက်နှစ်ရက်မှာတာဒနာမင်းသဗီတိမ်တော်မှာရဟန်းခံပါတယ်ရဟန်းလေးဝမှာတိတိကျင်္ဂနာတမသရိယဘွဲကို၎င်းရဟန်း၆ဝမှာရဟန်းခက်ခဲပါတယ်သူတဲ့တကြတိဟာတမသရိယဘွဲကို၎င်းရောက်ခဲ့ပါတယ်အဲ့ဒီမှာဆရာတော်ဒီကအဲ့ဒီမှာဝတ္တနကဘွဲရမယ်ဟာကို အမှတ်၃မှတ်နဲ့လိုပြီးတော့ပြုတ်ခွတ်တာဖြစ်ပါတယ်နော် နောက်ပိုင်းအဲ့ဒီနှစ်မှာပဲအဲ့ဒီနှစ်နောက်ပိုင်းမှာပဲကဘာကြီးတိပိတကပါဠိအပိဒံချန်ပီယံအဖွဲ့ဝင်တပါဖြစ်ပြီးတော့အားလက်ချိန်မှာအနားယူတဲ့ချိန်မှာ ချမ်းမြေ့ဆရာတော်ကြီးတီမှာအရှင်သနကပြုဝင်သားထံမှာမဂရအင်္ဂလိပ်စာကိုတင်ကြားပါတယ်နော်နောက်ပိုင်းမှာဟိုနိုင်ငံကကဘာအလှည့်ပြီးတော့အပိဓမ္မာတင်နာနေပို့ချရတယ်စာပေတွေရေးသားတယ်ကိုမလာကလောင်မြေစာပေရေးသားတယ်စာပေတွေပြုစုတယ်ပေါ့ နော်ကျတော့ဤပုသူကတောက်တွေအများကြီးရှိပါတယ်1950မှာတီဗီလင်္ကာနိုင်ငံကေဇနီတက်ကရုမှာ မဟာဘွဲ့ MB ဘွဲ့ကိုရခဲ့ပါတယ်ဌာနကတော့ဗုဒ္ဓဝါဒနဲ့တက်တလို့ဝါတော့သူပြီးတော့ဖះဟောတဲ့အတားကြီးဆယ်မျိုးကိုအကြောင်းပြုပြီးတော့ဌာနပြုသူပါတယ်အဲ့ဒီဘွဲ့ဌာနနဲ့ပဲ MB ဘွဲ့ရပါတယ်နော်နောက်အဲ့နောက်ပိုင်းလည်းအမေရိကန်ဂျပန်ဂျာမနီလှည့်ပြီးတဲ့အပြီးနှမတွေကိုပို့ချပါတယ် ထောင်းတော့ရ50ခွန်မှာအကမဟာကဏ္ဍဝါဒကအကမဟာကဏ္ဍဝါဒကပဏ္ဏဘွေးရပါတယ်နော်ထောင်း960မှာအေဘမောခထောင်း960မှာအကမဟာပဏ္ဏဘွေးထောင်း364မှာမဂ္ဂလတက္ကရူကနေပြီးတော့ပေးဒီဘွေးရပါတယ်နော်နောက်ငါးကနေပြီးတော့269ခုအပြိပိဆိုင်ရာသီလဝါဒဗုဒ္ဓတာသနာပြုတက္ကရူဤဒုတိယပမောခကျုပ်ဘွေး တောင်းဝန်ထမ်းတောင်းပါတယ်2020မှာပညာဘူမိတက္ကသိုလ်ကိုစတင်တည်ထောင်အုံမြင့်ချပြီး2020မှာစတင်ကတက္ကသိုလ်တပါပတိအဖြစ်လည်းတောင်းယူပါတယ်ပြီးတော့ဆရာတော်ကြီးကတည်တကူကဘာဘရတက္ကသိုလ်ရဲ့လည်းပမောက္ခချုပ်ဖြစ်တော်မူပါတယ်နော်ထောင်၃80မှာတဝရလပြည့်မှာရွှေကျင်သာသနာရဲ့ဥပဥက္ကရမာနာကဖြစ်ပါတယ် ပြီးတော့ကျင်ကာရာရေကုဏဝန္ဒနာ ကာရာတရားနဲ့ကနုတ်ထဝန္ဒနာကာရာတရားတို့မှာထင်ရှားတယ်တဲ့တရားတော်ကြီးပြုစုခဲ့တဲ့ကာရာတထောင်ကာရာတရားပေါ့ဦးဇင်းအောင်မှာတရားတော်ကြီးရဲ့တရားနဲ့တရားတော်ရဲ့သာပိတိဖတ်ရှုပြီးတော့သာသနာပေါင်ကို ဝင်ခဲ့တာဖြစ်ပါတယ်နော်ဦးဇင်းဘော်လည်းကျေးဇူးကြီးမာတယ်အခုကိလူတွေဘော်လည်းကျေးဇူးကြီးမာပါတယ်။အားကြောင့်လည်းသူတို့ချင်း တရားစပေတွေကို လူပိန်းသားလဲအောင်မြန်မာလူရှင်းပြရေးတဲ့နေရာမှာကျွမ်းကျင်တော်မူပါတယ်အဲဒါကြောင့်ဝိနဘုဒ္ဓဘာသာဝင်တွေမှာတန်ဖိုးမဖြစ်နိုင်တဲ့ဆရာတော်ကြီးဖြစ်ပါတယ်